မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်။ငလင်းညောင်အစင်းတော်တွင်ထိခိုက်ဒေဆုံးမှုတချို့ရှိနေတဲ့အတွက်ဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြပါဝင်နိုင်ချင်းရဲ့အသက်အန္တရာယ်စိုးရိမ်နေရလို့ NUG ဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်ကြောင့်အကျဉ်းတော်တွင်အဆောက်အဦတချို့ပြိုကျပြန်စီပြီးထိခိုက်ဒဏ်ရာရသေဆုံးမှုတွေရှိနေတဲ့အတွက်လက်ရှိမှာ နေပြီးတော့အကျဉ်းတော်တွင်မှရှိနေတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြေပါဝေးနိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကိုစိုးရိမ်နေတယ်လို့အမျိုးသားညညွေရေးအစိုးရ NUG ပြည်တော်စုဝင်ကြီးချုပ်ယုံ ပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကဒီကနေ့မှပြောကြားလိုက်ပါတယ်။ ဧပြီလ၁ရက်နေ့ဒီကနေ့မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းခုနှစ်မြင်ဆောင်၂၀၂၅မှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါငလီနန်ကျောင်းမန္တလေးဥပိုလ်ထောင်ထဲကအစာအုပ်ချို့ပြိုကျပျက်စီးခဲ့လို့လည်းသိရတယ်။ဒီလိုချိန်မှာမတရားထောင်သွင်းအကျဉ်းချခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းဆိုကြီးနိုင်ငံတော်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့အခြေအနေကိုကျွန်တော်တို့အထူးစိုးရိမ်ကြောင်းပြောလိုပါတယ်လို့ဦးနေဖုံလကပြောပါရတယ်။ ငလင်လောက်ခတ်မှုဖြစ်ပွားပြီးနောက်မှကြာမီကနဦးရရှိထားခဲ့တဲ့သတင်းချက်လက်တွေရနေပြီးတော့အချင်းထောင်တွဲရှိနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အခြေအနေကစိုးရိမ်စရာမရှိဘူးဆိုတဲ့သတင်းအစားအနှာကိုတီးခဲ့ရပြီးမြေဒါဟာလည်းရှားနှုံးပြည့်တေးကြတဲ့ကိစ္စမဟုတ်တာကြောင့်ထိထပ်ဖို့ပြီးတေးကြတဲ့သိရှိရမှုလိုအပ်တယ်လို့ဦးနေဖုံလက်ကဆိုပါတယ် ်မလ28ရက်မိုးလယ်ပိုင်းမှာစကိုင်းမျိုးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8ပြင်အားရှိငလင်းတန်းကြောင့်စကိုင်းမန္တလေးနဲ့နေပြည်တော်ပအဝင်မြန်မာပြည်အထက်ပိုင်းမြို့ကြီးတွေအားလုံးဒီပါထိခိုက်ပျက်စီးမှုပြင်းထန်ခဲ့ပြီးဒီကနေ့အထိအတည်ပြုနိုင်တဲ့သေဆုံးသူဦးရေ2395ဦးရှိပြီးဒဏ်ရာထိခိုက်ခံစားရသူဦးရေစုစုပေါင်း၈တန်းခန့်ရှိနေတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ BNI ရဲ့ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကဒီနေ့မနက်ပိုင်းမှာအတည်ပြုထုတ်ပြန်ထားပါတယ် ငလင်နံကြောင့်မန္တလေးအိုးဘုထောင်တွင်အစာအုပ်တချို့ပြိုကျပြတ်စေပြီးနှစ်ဦးသေဆုံးက12ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပေမဲ့စစ်အုပ်စုကသတင်းမှောင်ချထားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့မှထုတ်ပြန်ထားပါတယ်။ PBNM ရရှိအတည်ပြုနေတဲ့လက်ရှိသေဆုံးသူတွေကအကျဉ်းသားဖြစ်တာ၊ဝန်ထမ်းဖြစ်တာကိုတိကျခွဲပြီးတော့မကောက်ယူနိုင်သေးပေမယ့်သေဆုံးမှုကိုအတည်ပြုထားနိုင်သူကြားမအရေးအတွက်စုစုပေါင်း၄ဦး၊ထပ်မံအတည်ပြုနေစဉ်သေဆုံးခဲ့သူ၈ဦးရဲ့အကြလတ်ပါဝင်သေဆုံးသူစုစုပေါင်း၁၂ဦးထိကနဦးသိရှိထားရတယ်လို့ဆိုပါတယ်။ လက်ရှိမှာငလင်တန်းသိမ်းခဲ့တဲ့နေပြည်တော်ပိုင်းဝင်မြို့ကြီးတွေမှာဖုန်းလိုင်းတွေနဲ့အင်တာနက်ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေဆဲဖြစ်ပြီးတော့စေအုပ်စုကအင်တာနက်ဆက်သွယ်မှုကွန်ရက်ကိုကန့်သတ်တားမြစ်ထားမှုတွေရှိနေတဲ့အတွက်သတင်းချက်သိရှိရမိုက်ခွင့်အပိုင်းမှာအားနည်းနေရတယ်လို့မြန်မာဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့များကလည်းထုတ်ပြန်ထားခဲ့ပါတယ်။စေအုပ်စုကလက်ရှိဖြစ်ပျက်နေတဲ့ငလင်လှုပ်ခတ်မှုသမာဝဘေးဒဏ်ကိုအခွင့်ကောင်းယူပြီးတော့စစ်ရေးနိုင်ငံရေးအမျက်ထုတ်မှုတွေပြုလုပ်လာနေတာတွေ့ရတဲ့အတွက်ပြည်သူလူထုအနေနဲ့ရောကုညီကယ်ဆယ်ရေးလုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ဲ့လူမှုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ရောမိမိတို့ရဲ့လုံခြုံရေးကိုအထူးဂရုပြုကြဖို့လဲ NUG ကအထူးသတိပေးကြပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တရင်ကြောင်းကတော့တနေ့တုံးမြန်မာခေအတွင်းမြင့်ရဲ့အတင်းချင်းတံမိုးထားချစ်ခင်ကြတဲ့ပြည်သူတွေဆိုရက်ဆောင်းပါးလေးကိုတင်ဆက်ပေးခြင်းပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလင်းကြောင့်မြန်မာနိုင်ငံမှာလူထောက်ချီတည်ဆုံပြီးပြည်စည်းမှုတွေကလည်းများပြားခဲ့ပါတယ်။ လင်းဘူနဲ့အနည်းဆုံးစကိုင်းနဲ့မန္တလေးမှာပြန်စည်းမှုအများဆုံးဖြစ်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့လူသေဆုံးမှုတွေလည်းများခဲ့ပါတယ်။ငလင်းသမောင်ဝဘေးရန်ကိုခံရတဲ့ပြည်သူအများစုကစစ်ကောင်စီလက်အောက်မှာနေရရှာတဲ့ပြည်သူတွေပါ။တကယ်တော့မလာ28ရက်နေ့ရဲ့အဖြစ်ပြက်မျိုးကိုလွန်မြောက်နေမြေရီတဲ့တနီယာမဟုတ်တနီယာကပြည်သူတွေနေစဉ်ခံစားနေကြကြတာဖြစ်ပါတယ်။သမောင်ဝတံမဟုတ်တဲ့အာနာယူတံမှာစစ်ကောင်စီရဲ့နေစဉ်ပုံကျဲတိုက်ခိုက်မှုတွေကြောင့်အဖြစ်ဆိုးတွေနေစဉ်ကြုံနေကြရတာပါ။ မလာ28ရက်နေ့ငလင်တန်ခန်းချားတဲ့မြို့ပြကပြည်သူတွေအတွက်တော်လိုင်းနဲ့မြေကလူတွေလွမြောင်းနဲ့မြေကလူတွေလည်းခန်းစားကြပါရယ်ပြည်သူအချင်းချင်းစာနာစိတ်ရှိကြတဲ့လူလူချင်းတမိုးထားကြပါရယ်ကိုရင်ကိုကြောင့်မကူညီနိုင်ကြတဲ့အတွက်စိတ်မကောင်းဖြစ်ကြပါရယ်အခုရပိုင်းတွင်အပူချိန်ကတိတိတသာမြင့်တက်လာပါရယ်နေဘူးတန်အောက်မှာပိတ်မိနေသူတွေဘလောက်ပူလောင်လိုက်ကြလိမ့်မလဲကြရင်သူတွေလည်းဘလောက်သွေးပြတ်အားငယ်နေလိုက်မလဲစစ်ကောင်စီရဲ့ဖိနှိပ်မှုအောက်မှာထပ်ဆင့်ဒုက္ခရောက်ကြတဲ့ပြည်သူတွေရဲ့ပါ တော်လိုင်းနဲ့မြေတွေမှာစစ်ကောင်စီကဖုံးနေကြပြီးနေစဉ်တပ်ဖြတ်နေတဲ့တရင်တွေကိုမြို့ပေါ်ကပြည်သူတွေလည်းကြားနေသိနေကြတာပါပဲ။ဒါပေမဲ့သူတို့ဟာဝမ်းနေချောင်းထုတ်ဖို့ခွင့်မရကြပါဘူး။ ဝန်내ကြောင်ထုတ်ပေါ်ရင်စစ်တပ်ကဖမ်းဆီးအကျဉ်းချရင်ကြဒါမှမဟုတ်ချိန်ချငွေညှစ်ပါတယ်။ခန်းဆောင်မှုပါပိတ်လောင်ခြင်းခံရသူတွေကမလ28ရက်နေ့မှာတော့တဘာဝဘေးကြောင်အဆောက်အဦပြတ်တွေပါပိတ်လောင်ခြင်းကိုခံရပါတော့တယ်။တကယ်တော့မျိုးပြားကပြည်သူတွေရောလွမြောက်နေမြေကပြည်သူတွေရောစစ်ကောင်စီရဲ့တပ်ဖြတ်ခြင်းကိုခံကြရတယ်။တော်လိုင်းနေမြေလွမြောက်နေမြေကပြည်သူတွေကိုစစ်တပ်ကဘုံကျဲပြီးတိုက်ရိုက်တပ်ဖြတ်တယ်။မျိုးဘော်ကပြည်သူတွေကိုပေါ်တာဆွဲတယ်၊ငွေညှစ်တယ်၊ဖိနှိပ်တယ် မြင်မိတက်ပြတ်တယ်လို့ဆိုနိုင်ပါတယ်စစ်ကောင်စီလက်အောက်မှာရောင်းနေကြတဲ့ပြည်သူတွေရောလွန်မြောက်နေမြေမှာနေကြတဲ့ပြည်သူတွေပါအချင်းချင်းလေးစားတမိုးထားကြရဲဆိုတော့အခုငလင်ဖြစ်စင်မှာတိတာထင်ရှားမြင်သာခဲ့ပါတယ်စုံမျိုးဆိုတာတော့နေရာတိုင်းရှိတတ်တာမို့ပြည်သူတွေအလုံးအဖြစ်ပြက်တစ်ခုကိုအခွင့်ကောင်းယူစင်မော်တက်ချင်တဲ့လူတွေကိုပျော်ရွှင်မှုကိုသာသိတဲ့ရေပေါ်စီလူရန်စားတွေပေါ်မှာအာယုံမဆိုင်ပဲနဲ့ကိုပြည်သူအချင်းချင်းပေါ်မှာသာစိတ်အာယုံထားကြဖို့ကိုလည်းနှိုးဆော်လိုက်ပါရစေ ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တရင်ကြောင့်ကတော့ငလင်ဆောင်ပြောပွဲမှာတေဆုံးသူ400ကျော်ရှိလာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပြည်ဝဲမြို့မှာငလင်ကြောင်သေဆုံးသူ400ကျော်ရှိလာပြီလို့ကယ်ဆယ်ရေးလုံးနေသူတွေက RFA ကိုဧပြီလ1ရက်နေ့မနက်ပိုင်းမှာပြောပါရတယ်။ဒဏ်ရာရသူလည်းတထောင်ဝန်းကျင်ရှိနေတယ်လို့ဆိုပါရတယ်။ ပြဝယ်မြို့မြင်းဘတ်မန္တလေးတံမြို့မှစတဲ့ရက်ွက်တွေအလုံးပြည့်စည်ခဲ့တာပါလမ်းပိတ်ဆို့မှုတွေကြောင့်အခုချိန်ထိကယ်ဆယ်ရေးမရောက်နိုင်တဲ့နေရာအများပြားရှိနေရလို့ကယ်ဆယ်ရေးလုပ်နေသူတို့ကပြောပါတယ်ကျွန်တော်တို့အပုံနှံ့တွေကနှံနေပြီးကယ်ဆယ်ရေးမလုပ်နိုင်သေးတဲ့နေရာတွေလည်းအများကြီးအရင်းညတွေကိုသွားလို့ကိုမရသေးတာအသက်ရှင်လျက်ကဲထုံးနိုင်ဖို့တော့ဘလို့မှမဖြစ်နိုင်တော့ဘူးစစ်ကောင်စီကတော့ပြဝယ်မြို့ရဲ့တိတ်ဆုံစင်းမှာစေယုံရောက်တဲ့ရုပ်လောင်းတွေကိုပဲဆင်းသွင်းလာလို့သူကပြောပါတယ်စေယုံမရောက်ပဲကိုတော်မောင်နဲ့ကိုတကြို့ဖို့ ကူညီလိုက်တဲ့ရုပ်လောင်းတွေလည်းအများအပြားရှိရလို့ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေက ပြောပါတယ်ရှာဒီဥရုကပူပြင်းတယ်လို့မိသားစုဝင်တွေကရုပ်လောင်းတွေကိုတက်နိုင်ဆုံးအကောင်ပကတိပဲလိုချင်တာကြောင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကထင်သလောက်ခီးမြောက်ဘူးလို့လည်းပြောပါရယ် ပြောင်းဝယ်မျိုးကအဆောင်ပြက်တွေကိုအပိတက်ရှင်းလင်းနိုင်မှုဆိုရင်အ ਨੇ စုံအထိန်တလားကြာနိုင်တယ်လို့ကန်စင်လုံးနေသူတွေကခန့်မှန်းထားကြပါတယ်။မလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်ရခုနှစ်တသမခုနှစ်ရှိငလင်းကြောင့်မန္တလေး၊ရခိုင်၊မကွေ၊ပဲခူး၊နေပြည်တော်နဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေထိထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်။စစ်ကောင်စီကတော့မလာ31ရက်နေ့နေ့လယ်ထိငလင်းကြောင့်လူ2056ဦးသေဆုံးပြီး3900ဒဏ်ရာရရှိထားတယ်လို့ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ပြည်မနာမှာငလင်တန်အပြင်းထန်ခန်းစားနေရစဉ်ကုံစိန်းနှုံးမှာအစမတန်မြင့်တက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ပြည်မနာမှာမလာ28ရက်နေ့ကအင်အားပြင်းငလင်ထံတင်ပြီးတဲ့နောက်မှာအင်တာနက်လိုင်းပြတ်တောက်သွားမှုဖြင့်တောက်တုံးရေခက်ခဲများနဲ့ကုန်စင်တို့မြင့်တက်တဲ့ဌာနေကိုပါခန်းစားလာရတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေကသိရပါဗျ။ ်ကုညီကယ်ဆယ်ရေးတွေမရရှိသေးပဲပြိုကျပျက်စီးတဲ့အဆောင်များစွာရှိနေသေးတဲ့ပြင်ပိတ်မိသေးဆုံးနေသူများလည်းအပုံနဲ့များထွက်လာသေးတဲ့ကြုံတွေ့နေရချိန်မှာရေးသန့်တပူတထောင်ဓာတ်စီတလီတောင်တထောင်ချက်ကျောက်တလုံး600ခရမ်းကျင်ဒီတပိတ်သား2000ချက်တိမြင့်တက်သွားပြီးတော့စေဝါးတွေဆိုရင်ဝယ်လို့မရလို့ဒေသခံပြည်သူတွေအခက်ကြုံနေကြတယ်လို့စုံစမ်းသိရှိရပါတယ်။ ပြေမနာမျိုးမှာတော့တက်စီတဘူရှစ်ထောင်ဝါနဲ့တထောင်ထိရောင်းနေကြတယ်။ရွှေမီးအခက်အခဲဖြစ်လို့မီးဆက်လေးဝဲမှုသွားမိတာအရင်က၁၄သိန်းတန်မီးဆက်ကမနေ့ကသွားမိတာသိန်း30ထိတက်သွားတယ်ဗျ။ခရမ်းညင်ဒီတပိတ်သားအရင်က200အခု2000ပေးဝယ်နေရတယ်။ခရမ်းညင်ဒီတပိတ်သားအရင်က200အခု2000ပေးဝယ်နေရတယ်လို့ဒေသခံအမျိုးသားတူကမျိုးတော်ကိုပြောပါရယ်။လက်ရှိချိန်ထိလျှက်စင်မီး၃ရေတောင်းရေခက်ခဲမှုများရှိနေသေးပြီးအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းကလည်းအပြည့်အဝပြန်ပြီးတော့မရရှိသေးဘူးလို့သိရပါရယ်။ အခုခက်ခဲတာတော့တောက်ရပါပဲ။ကျန်နာမျှတုံးလို့အဆင်ပြေတယ်။လိုအပ်တာကတော့ရေရောလျက်စင်မီရောပေါ့။အတိကလိုအပ်တာကတော့ရေပါလို့နောက်ထပ်ဒေသခံတူကမြို့တော်ကိုပြောပါရယ်။နိုင်ငံတကာအကူအညီတွေကနေပြည်တော်ကိုဥတီကူညီကယ်ဆယ်ချတယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့်နေပြည်တော်ပြင်မနာမှာတော့ကူညီကယ်ဆယ်ရေးတွေလိုအပ်နေစေဖြစ်ပြီးကိုထူကိုထကယ်ဆယ်ရေးတွေပြုလုပ်နေရကအတိကဘဟုကရိန်လူရဲ့အမြောင်များနဲ့အရေးပေါ်တောက်သုံးရေးစာနယ်ရေးခါ လျှက်စစ်မီးတို့လိုအပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။နောက်ဆက်တွဲငလင်အသေးစားတွေလည်းလှုပ်ခတ်နေသေးတာကြောင့်ပြိုကျလက်ဆအဆောင်တွေကဆက်လက်ပြိုကျနေဆဲဖြစ်တယ်လို့စုံစမ်းသိရှိရပါရယ်။